မျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနနှင့်ပြည်သူ့ရင်ခွင်ထံသို့ချိတ်ဆက်ပြီးစက်တင်ဘာလအတွင်းစံဖက်စစ်တပ်မှဗိုလ်ကြီးတဦးပါဝင်68ဦးအလင်းဝင်ရောက်ခဲ့ကြောင်း NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။အဆိုပါအလင်းဝင်ရောက်လာသူ68ဦးထဲတွင်လက်နက်ယူလာသူ18ဦးရှိပြီး MA1 တပ်နက်17လက် MA3 တပ်နက်4လက် လက်ပစ်ပုံ3လုံးနေမိုင်းနှလုံးကြီးမျိုးစုံ960တောင်းကျော်တို့ပါရှိကြောင်းသိရပါတယ်။ ဒါအပြင်ကျန်းဖက်စစ်တပ်၏အရမလူသစ်စုဆောင်းခံရသူပြည်သူစစ်မှုထမ်း58ဦးနှင့်ရဲတဦးဗိုလ်ကြီးတဦးတပ်ချက်ကြီးတဦးတပ်သား၈ဦးတို့စက်တင်ဘာလအတွင်းပြည်သူရင်ခွင်သို့ဝင်ရောက်ခဲ့ခြင်းဖြစ်ကအခွင့်အရေးရသည့်နှင့်ပြည်သူနှင့်အတူရတရန်ပြည်သူတပ်တွင် ရောက်ရှိနေသူများကြိုးပမ်းလျက်ရှိကြောင်းသိရပါသည်ကျန်းဖက်စစ်တပ်၏စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့်အတင်းအဓမ္မလူသစ်စုဆောင်းခံရသူများအပါအဝင် ပြည်သူ့ဘက်ရက်တီလိုသည်တပ်သားနှင့်ရဲများအနေဖြင့်ပြည်သူ့ရင်ဝင် Telegram မြန်မာပြည်ပတ်သို့နီးစပ်ရာ PDF ပကဖာများနှင့်မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးဖွဲ့စည်းများကိုဆက်သွယ်ချိတ်ဆက်ကာပြည်သူ့ရင်ဝင်သို့ခေလုံကြရန်တိုက်တွန်းအသိပေးထုတ်ပြန်ထားပါသည်။2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှဇူလိုင်လ31ရက်နေ့ထိ9လတာအတွင်းအမျိုးသားညွှန်ရေးအစိုးရပြည်သူ့ရင်ဝင်အကောင့်ထယ်ဖော်ဆောင်မှုဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာနကုကဲမှုအောက်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများပကဖအဖွဲ့များထံသို့ဆက်သွယ်ကဗိုလ်မှူးနှုတ်ဦးပါဝင် စုစုပေါင်း409ဦးပြည်သူ့ရင်ခွင်သို့ခေါ်လုံခဲ့ကြောင်းသိရပါတယ်ရှင်